တပဲမလီတဲဆွညိန် Miss Universe တရဖူရအောင် Miss Universe မြန်မာ license ကိုငွေသိန်း9000နဲ့ဝယ်လိုက်တဲ့ထူဟန်လွင်2026ခုနှစ်အတွက် Miss Universe မြန်မာရဲ့ National Director license ရယူထားပြီးဖြစ်ကြောင်းပရိသတ်တွေကိုအတိပေးလာတာကထူဟန်လွင်မှာထူဟန်လွင်ဟာ Miss Universe မြန်မာ license ရဖို့သိန်းပေါင်း9000ကျော်အကွန်ခံကဝယ်ယူခဲ့ရကြောင်းတည်င်းနေထွက်လာတာဖြစ်ပါတယ်။ဒါကလည်းတဲဆွညိန်အတွက်လို့သိရတာပါ။ အစောပိုင်းမှာတော့ Miss Universe license ကိုတော်ဆုံးယူဝေကပဲဆယ်စုနှစ်တဆူစာကင်တွယ်လာတာပါ။ဒါပေမဲ့လေသူစားအင်းလွင်ကလည်းရင်တယောက်မှဖြစ်ဖြစ်မြတ်မြတ်ထွက်မလာပါဘူး။ဒီနေ့ဆိုရင်မြန်မာလာမယ်မျက်ရည်ရနာဆိုတာလည်း unplace ဖြစ်သွားရပါပြီ။ဒီလိုနိုင်ငံတကာမှာအောင်မြင်မှုမရတဲ့ Miss Universe မြန်မာတမိုင်းချောင်းကိုသူအလွင်ကကဲတင်သွားတော့မှာပါ။သူအလွေဟာလာမယ့်နှစ်မှာ Miss Universe မြန်မာအဖြစ်သူ့ရဲ့အချက်ဆုံးတပည့်ကျော်လေးတဲဆူငင်းကိုဆင်လို့ကကြိုင်ခိုင်းမှုရှိနေတယ်လို့သတင်းတွေကြားရပါတယ်။ 大家好，今日呢那個話，夜天時送冷氣偏大潮，嗱你話咩先會發生過？舒困呢？咪拉住個雙肩下巴咩？